ကျမ်းမတော်မူကြပါစခနာယခုချိန်မှာစတင်ပြီးဒီကနေ့စက်တင်ဘာလ28ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့ခင်ဦးမြို့နယ်အတွင်းစစ်ကောင်မရှင်စစ်ကြောင်းပြက်တီအထိတိုက်ခိုက်မှုခင်ဦးပကဖရုတ်တံထုတ်ပြန်ကြကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းရွှေဘုခင်ခင်ဦးမြို့နယ်အတွင်းမှာစစ်ကောင်မရှင်စစ်ကြောင်းပြက်တဲ့အထိတိုက်ခိုက်နိုင်ခဲ့တဲ့ ်မှတ်တမ်းရုပ်သံကိုပြည်သူ့ကာကွယ်ရေးဖွဲ့ခင်ဦးမြို့နယ်ကထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့ကခင်ဦးရွှေဘူအဆက်တနေရာမှာအင်အား90ခန့်ရှိတဲ့စစ်ကော်မရှင်စစ်ကြောင်းကိုခင်ဦးမြို့နယ်တော်လိုင်းအင်အားစုတွေပူးပေါင်းပြီးကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ရမှာဒုတိယဗိုလ်မှူးကြီးနဲ့ဗိုလ်ကြီးအပါအဝင်စစ်ကောင်စီတပ်သားအများပြားသိမ်းဆုပ်ခဲ့တယ်လို့သိရှိရပါတယ်။တိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်စစ်ကြောင်းတစ်ခုလုံးပြက်ကောင်တပ်သားနှစ်ယောက်ဖမ်းဆီးရမိခဲ့ပြီးတော်လိုင်းရဲဘော်တွေကတော့အထိကိမရှိခဲ့ဘူးလို့သိရှိရပါတယ်။ ဒါအပြင်စစ်ကော်မရှင်တပ်သားတွေထံကနေ MA3 တနက်၄လက် MA1 ၅လက် BA63 G3 တနက်၁လက်ကာပိုင်တလက် BA100 60mm ကွန်မန်ဒိုစိန်ပြောင်းအတူတလက် MA5 ပစ္စတိုတလက် MAG ပေါက်တန်၃ခု MAG ပေါက်ကော်၆ခု BA63 G3 G ပေါက်၃ခု MA5 ပစ္စတို G ပေါက်တစ်ခုရှစ်ထွက်မိုင်း၄လုံးနေမိုင်း၂လုံး 60mm ဘုံးဒီ၄လုံး RPG ဘုံးဒီတစ်လုံးအင်နာဂါ၂လုံး ကြီကအုတ်ထုတ်၆လုံး 5.56G 286တောင်း 9mmG 9တောင်းနဲ့ငွေကျပ်52သိန်း9000ကျပ်တကိုတင်စေရရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့အာရှလန်ပြန်လည်ဖွင့်နိုင်ရေးကော့ကရိတ်မှာစစ်တပ်နဲ့ BGF ကပူးပေါင်းပြီးစစ်ကြောင်းထိုးနေကတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာအာရှလန်ပြန်လည်ဖွင့်လည်နိုင်ရေးအတွက်အကြံဖတ်စစ်တပ်က BGF နဲ့ပူးပေါင်းပြီးစစ်ကြောင်းထိုးနေတဲ့အတွက် တိုက်ပွဲဖြစ်ပွားနေကစစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်မှုကြောင့်ပြည်သူများထိခိုက်မှုရှိနေကြောင်းကရင်စစ်ရေးတရင်ရှိမြစ်ကပြောကြားပါတယ်။ယမန်နေ့စက်တင်ဘာလ29ရက်နေ့ကကော့ကရိတ်မြို့နယ်မြောက်ပိုင်းကမိုင်ကုန်း MP ကြီးကျေးရွာဘက်ကအကြမ်းဖက်စစ်တပ်နဲ့စောချစ်သူလက်အောက်ကန် BGF တပ်ဖွဲ့တပ်နယ်တုံးတပ်ဖွဲ့ဝင်များပူးပေါင်းပြီးစစ်ကြောင်းထိုးလာတဲ့အတွက် KNL ပူးပေါင်းတပ်တွေကခုခံတိုက်ခိုက်ခဲ့ရမှာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒါအပြင် ကော့ကရိတ်မြို့အခြေစိုက်ခလာရ69တပ်ရင်းက လက်နက်ကြီးများဖြင့်ပြည်သူများနေထိုင်ရာကျေးရွာတွေအတွင်းကိုပစ်ခတ်တိုက်ခိုက်ခဲ့ရမှာကျေးရွာသူကျေးရွာသားများထိခိုက်မှုရှိကြောင်းသိရှိရပါတယ်။စစ်တပ်ကအာရှလန်ပြန်ဖွင့်ဖို့ဗိုလ်ချုပ်သူလက်အောက်ခံတပ်နေတုံး BGF တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးကော့ကရိတ်မြောက်ပိုင်းကမိုင်ကုန်းအန်ဖာကြီးရွာဘက်တွေကိုစစ်ကြောင်းတွေဝင်လာနေလို့မနေ့ကစက်တင်ဘာ29ရက်နေ့မှာ KNL တပ်တွေနဲ့တိုက်ပွဲဖြစ်ပွားပါတယ်။ကော့ကရိတ်ခလာရ69တပ်ကလက်နက်ကြီးတွေရွာရိပ်ဘက်ပြစ်ထုတ်တာမှာရွာသားတွေထိခိုက်မှုရှိလို့ ။ KNU ကစေယုံစီပို့ပေးလိုက်ရပါတယ်လို့ကရင်စည်းသတင်းရှိမြက်ကပြောကြားပါတယ်။ကရင်နယ်ကြားစုံတပ် BGF ကစစ်တပ်နဲ့ပူးပေါင်း၍စစ်ကြောင်းထိုးတဲ့ပြင်စစ်တပ်ရွေးကောက်ပွဲမှာပြည်သူများကိုမဲတေးရမယ်လို့ BGF ကလိုက်လံချင်းချောက်နေကြောင်းသိရှိရပါတယ်။ယမန်နေ့စက်တင်ဘာလ29ရက်နေ့ကော့ကရိတ်မြို့နယ်နဘူးအုပ်စု Waking Up ဘုံကြီးကျောင်းမှာ BGF စစ်သား50ခန့်လုံခြုံရေးယူကရွေးကောက်ပွဲမဲတေးနေတရုတ်ပြမှုကိုလှုပ်ဆောင်ခဲ့ကြောင်းရွာသူရွာသားများအနေနဲ့လည်း စစ်မရှောင်ပဲရွေးကောက်ပွဲမှာမဲထရမယ်လို့ချင်းချောက်စီယုံလျက်ရှိကြောင်းသိရှိရပါတယ်။ဘူချစ်သူ BGF တပ်ဖွဲ့မှပါတဲ့ကရင်စစ်သားတွေကရွာသားတွေကိုဘဲမှစစ်မရှောင်ဖို့ရွာမှာပဲနေကြဖို့စက်တောက်စရာတွေသူတို့ပေးမယ်ဆိုတာမျိုးစီယုံပြီးပြောပါတယ်။မနေ့ကနဘူးအုပ်စုဝေကင်းအန်ရွာမဘာသာဘုံကြီးเจ้าမှရွေးကောက်ပွဲထင်းဤတရုတ်ပြတာတွေကို BGF အင်အား90ကျော်လုံခြုံရေးယူပြီးလုပ်ပေးနေပါတယ်။ဒေသငြိမ်းချမ်းဖို့ရွေးကောက်ပွဲကိုမဲထရမယ်ဆိုပြီးကြီးရွာတွေဇက်တိုက်မဲထရင်တင်ပြကား BGF ကစည်းရုံးနေပါတယ်လို့ကရင်စစ်ရေးတရင်ရှင်မြစ်ကရှင်းပြပါတယ်။ကရင်နေကြားဆောင်တက် BGF ကစစ်တပ်ပြည်လုံးမဲ့ရွေးကောက်ပွဲကိုထောက်ခံပြီးရွေးကောက်ပွဲဖြစ်မြောက်ရေးကူညီဆောင်ရွက်ပေးမယ်လို့တရားဝင်ကြေညာချက်ထုတ်ပြန်ထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့စကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်မန္တလေးစစ်ရုံးကြီးမှစေကူတပ်မှုခံယူနေရကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဝန်ကြီးချုပ် NLD ပို့အလုံးမှုဆောင်အဖွဲ့ဝင်ဒေါက်တာမြင့်နိုင်ဟာမန္တလေးစစ်ရုံးကြီးမှစေကူတပ်မှုခံယူနေရတယ်လို့ ယုံကြည်စိတ်ချရတဲ့မင်းစီမရဲ့တရင်ရှိမြစ်တူကပြောပါတယ်ဒေါက်တာမြင့်နိုင်မန္တလေးစေယုံကြည်ရောက်နေတာကွန်ဖာမ်ပါစေယုံမှာအရက်ဝတ်နဲ့အဆောင်ရှောက်များစွာချထားပါတယ်လို့အဆိုပါတရင်ရှိမြစ်ကဆိုပါတယ်ဒေါက်တာမြင့်နိုင်ရဲ့ကျမ်းမာရေးအခြေအနေဟာစိုးရင်ရတဲ့အခြေအနေမဟုတ်ပေမဲ့လေမိသားစုနဲ့တွေ့ခွင့်ရမရမသိရှိရတဲ့ကြောင့်၎င်းကဆက်ပြောပါတယ်အရင်ကတည်းကတွေးတူစည်းကြုံနှလုံးအခံတွေရှိတော့အဲ့ဒါတွေနဲ့ပတ်သက်မယ်ထင်ပါတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့မှာစတင်ကား ဒေါက်တာမြင့်နိုင်ဟာမန္တလေးဆေးရုံမှာဆေးကုသမှုခံယူနေရခြင်းဖြစ်ပြီးမြို့တိယောဂကြောင့်ဆေးကုသမှုခံယူနေရကြောင်းကိုမသိရှိရသေးတယ်လို့မင်းစီမအနေနဲ့လဲတရားအတည်ပြုရဲ့ကြိုးစားနေပါတယ်။စကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို2022ခုနှစ်ဩဂတ်စ်လ2ရက်နေ့မှာမုံရထောင်မှမြင့်ချက်ထောင်ကို စစ်ကော်မရှင်ကရွှေ့ပြောင်းလိုက်ပါတယ်။ NLD ရဲ့ဘိုးအလုံးမှုဆောင်အဖွဲ့ဝင်တဦးဖြစ်တယ်လို့စကိုင်းတိုင်းဝန်ကြီးချုပ်လည်းဖြစ်တဲ့ဒေါက်တာမြင့်နိုင်ကိုစစ်ကောင်စီကအာဂတိ9မှုအပါအဝင်စစ်စုပေါင်းစင်မှုနဲ့စွပ်စွဲကာ ထောင်တက်25နှစ်ချမှတ်ထားပါတယ်။အဲဒီလိုထောင်တက်များနဲ့ပတ်သက်ပြီးဒေါက်တာမြင့်နိုင်ကအယူကံမတက်တဲ့ဂုံတိတ်ခါကြတယ်လို့ပြောထားပါတယ်။ထို့ကြောင့်၎င်းရဲ့အမှုစေမှုကိုအယူကံမတက်ထားပါဘူး။ဒေါက်တာမြင့်နိုင်ဟာလက်ရှိမှာအသက်84နှစ်အရွယ်ရှိပြီဖြစ်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့အတူဒီမိုကရေစီအတွက်တိုက်ပွဲဝင်ခဲ့ခြင်းကြောင့်စစ်အာဏာရှင်ဟောင်းဗိုလ်ချုပ်မူကြီးတန်းရွှေလက်ထက်မှစပြီးထောင်တက်များကြာခံခဲ့ရပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်2021ခုနှစ်ဖေဖော်ဝါရီလမှစတင်ကဖမ်းဆီးခံခဲ့ရသူစုစုပေါင်း2938ဦးရှိပြီးထို့အထက်မှ2452ဦးထိန်းသိမ်းခံထားရက11121ဦးကတော့ထောင်ဒဏ်များချမှတ်ခံထားရတယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP ရဲ့စက်တင်ဘာ26ရက်နေ့စေမျှအရသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့စစ်ကော်မရှင်ရွေးကောက်ပွဲဝါရဖြန့်ဖို့မီဒီယာသမားတွေကိုအပြိုင်ဆိုင်ဝေယူနေပြီးတင်းရာချီပေါက်ဈေးဖြစ်နေကြောင်းတင်ဆက်ပေးပါမယ်စစ်ကော်မရှင် ပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ဝါရဖြန့်ရန်နိုင်ငံရေးပါတီတွေကမီဒီယာသမားတွေကိုအပြိုင်ဆိုင်ဝေယူလျက်ရှိနေပြီးပေါက်ဈေးအနည်းနဲ့တင်းရာချီပေးနေရကြောင်းစုံစမ်းသိရှိရပါတယ်စစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေဟာလူလူအားဆွေးဆောင်နိုင်ရန်အတွက် ပြည်တွင်းမှာရှိတဲ့မီဒီယာများကိုအတုံးချရန်ကြိုးစားလျက်ရှိနေခြင်းဖြစ်ပါတယ်။အဲ့ဒီလိုအတုံးချရန်အတွက်ငွေကြေးများပုံပေးကဝါရဖြန့်ပေးရန်အတွက်မီဒီယာသမားကိုဝေယူလျက်ရှိနေကြောင်းပြည်တွင်းသတင်းတောက်တူကပြောပါတယ်။ဘယ်ပါတီလဲတော့ကျွန်တော်မပြောချင်ဘူး။ဒါပေမဲ့ပါတီကြီးတစ်ခုပဲတိန်းကိုယာနေချီပေးပြီးကန့်လန့်တာလုပ်ပေးရမှာကသူတို့ပါတီနဲ့ဒီစစ်တပ်ရွေးကောက်ပွဲဝါရဖြန့်ပေးဖို့ကိုလုပ်ပေးရမှာလို့၎င်းကဆိုပါတယ်။အထူးသဖြင့်စစ်တပ်ဗိုလ်ချုပ်ဟောင်းများနဲ့ဖွဲ့စည်းထားတဲ့ ချက်ခံရေးပါတီဟာငွေကြေးအင်အားတောင့်တင်းတဲ့အတွက်၎င်းတို့စိတ်ကြိုက်မီဒီယာသမားတွေကိုစိတ်ကြိုက်ငွေကြေးများပေးကာကန့်လန့်မှုများပြုလုပ်နေတယ်လို့သိရှိရပါတယ်။အဆိုပါပါတီဟာ၎င်းတို့အတွက်ဝါဒဖြန့်ပေးရန်လက်ခံတဲ့မီဒီယာသမားတွေကိုတိန့်တထောင်ဝန်းကျင်အထိပင်ကန့်လန့်မှုများရှိနေတယ်လို့သိရှိရပါတယ်။ USDP ကဒဏ္ဍာရီအင်အားတောင့်တယ်လေ။သူတို့ကသူတို့လိုသလိုပုံသွင်းလို့ရမယ့်သတင်းတော်မျိုးတော်လဲတော်မယ်ဆိုရင်900တထောင်လောက်ကိုပုံပေးပြီးဝယ်လိုက်တာလို့ အမည်မဖော်လိုတဲ့ကြံ့ခိုင်ရေးပါတီဝင်တဦးကပြောပါတယ် USDP အပြင်အခြားသောပါတီတချို့ကလည်းမီဒီယာသမားတွေကိုအုံချဝါဒဖြန့်ဖို့ကြိုးပမ်းမှုများရှိနေပေမဲ့လည်းငွေကြေးပုံပေးနိုင်ခြင်းမရှိကြောင်းသိရှိရပါတယ်ကျွန်တော်ပြောပြမယ်နာမည်ကြီးနိုင်ငံရေးသမားဦးဆောင်တဲ့ပါတီပေါ့ဗျာသူတို့ကတော့ဒီရွေးကောက်ပွဲဟာအရေးတစ်ခုဖြစ်တယ်ဒါကိုပူးပေါင်းတင်တယ်ဆိုတော့နိုင်ငံရေးလက်ကွက်တွေနဲ့အယုံသွင်းပြီးဆွေးဆောင်တယ်ဒါမျိုးတော့ရှိတယ်လို့စစ်တပ်ရွေးကောက်ပွဲကိုလေ့လာဆောင်ကြည့်နေတဲ့ ြည်ရင်းမှာအသက်40အရွယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးကပြောပါတယ်။အဲ့ဒီလိုနိုင်ငံရေးပါတီများရဲ့အတုံးချကန်အဖြစ်ငွေကြေးနဲ့ဝယ်ယူခြင်းကိုလက်ခံတဲ့မီဒီယာသမားတွေကိုကျင့်ဝတ်ဆောင်ထင်းတဲ့သတင်းသမားတွေကပြစ်တင်ဝေဖန်ခြင်းများလည်းရှိနေပါတယ်။သတင်းသမားဆိုတာသတင်းပေးမလို့ရဘူး။သတင်းသမားဟာကျင့်ဝတ်တွေရှိတယ်ဗတ်မလိုက်ရဘူး။ဆယ်လီမီဒီယာသမားတွေတောင်သူတို့ထက်ပိုပြီးအကျင့်ကောင်းသေးတယ်ပြောလို့ရသေးတယ်။ဆက်ဆုပ်ဖွဲရပါပဲလို့လုတ်သက်စနစ်ကျော်ရှိတဲ့ပြည်တွင်းသတင်းတောက်တူကဝေဖန်ပါတယ်။ စစ်ကော်မရှင်ဟာဒီဇင်ဘာ28ရက်နေ့မှာရွေးကောက်ပွဲပြုလုပ်မယ်လို့ကြေညာထားရမှာအဆိုပါရွေးကောက်ပွဲတွေပါဝင်ရှင်ပြိုင်မဲ့ပါတီတွေဟာဝါဒဖြန့်မှုတွေကိုအရှင်မြင့်လှုပ်ဆောင်လာနေကြောင်းသိရှိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကကြန့်ခိုင်ရေးပါတီရဲ့ဝါဒဖြန့်မီဒီယာဖြစ်တဲ့ People Media ကသတင်းတောက်တွေကိုတိုက်ခန်းပေးမယ်လို့ဆိုထားတဲ့အလုတ်ခေါ်စာတစ်ခုထွက်ပေါ်လာခဲ့ပါသေးတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့မြန်မာနိုင်ငံပြည်ပခတ်ဟာဒေသတစ်ခုလုံးအတွက်စိုးရိမ်စရာလို့ဘင်္ဂလားဒေ့ရှ်ယာယီဝန်ကြီးချုပ် မိုဟာမက်ယူနက်စ်ကုလညီလာခံမှာပြောကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဘင်္ဂလားဒေ့ရှ်ယာယီဝန်ကြီးချုပ်မိုဟာမက်ယူနက်စ်ကအကျဉ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာစက်တင်ဘာလ26ရက်နေ့ကမေကွန်းပြောကြားရမှာမြန်မာနိုင်ငံပြည်ပခါဒေတာတစ်ခုလုံးအတွက်အလွန်စိုးရိမ်စရာအခြေအနေဖန်တီးနေတယ်လို့ထည့်သွင်းပြောကြားသွားပါတယ်။မစ္စတာယူနက်စ်ပြောကြားချက်တွေကတော့ဩခရခင်ဗျာကျွန်တော်တို့ရဲ့အင်းကြီးချင်းနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပွားနေတဲ့ပြည်ပခတ်တွေဟာ ဒေတာတစ်ခုလုံးအတွက်အလွန်စိုးရိမ်စရာအခြေအနေတရက်ကိုဖန်တီးနေပါတယ်။ဒါဟာဒေတာတွင်တည်ငြိမ်ရေးကိုသာမကဘင်္ဂလားဒေ့ရှ်မှာကိုလိုနီကျရတဲ့အတင်းအကျပ်နေရရွှေပြောင်းခံရသူရိုဟင်ဂျာများဘေးကင်းလုံခြုံစွာပြန်သွားနိုင်ရေးအလားအလာကိုပါချင်းချောင်နေပါတယ်။ရှင်းနစ်ကြလာသည့်တိုင်ရိုဟင်ဂျာအရေးခင်းဟာဖြည့်ရှင်းဖို့လမ်းစမရှိဘဲဆက်လက်ဖြစ်ပွားနေပါတယ်။ဒါအပြင်ရိုဟင်ဂျာတွေဟာအကာအကွယ်ယူဖို့ဖြည်းဖြည်းနဲ့မမှန်ဝင်ရောက်လာနေတာကိုဘင်္ဂလားဒေ့ရှ်နိုင်ငံရင်ဆိုင်နေရပါတယ်။ ရခိုင်ပြည်နယ်မှာရင်ကျေးမှုဆိုင်ရာအမှတ်တရုတ်ကိုအခြေခံတဲ့နိုင်ငံရေးကြောင့်ရိုဟင်ဂျာတွေရဲ့အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ဖိနှိပ်ခံရမှုတွေဆက်လက်ရှိနေတာထင်ရှားပါတယ်ရိုဟင်ဂျာတွေကိုဖယ်ကျဉ်ထားတာကိုပြောင်းပြန်လန့်ပြောင်းလဲရေးကိုလည်းနောက်ထပ်ဆောင်ဆိုင်ဖို့မဖြစ်နိုင်တော့ပါဘူးမြန်မာနိုင်ငံမှာနိုင်ငံရေးပြည်လည်မှုတစ်ခုလုံးအတွက်စောင့်မနေဘဲသူတို့ကိုထိခိုက်စေတဲ့ခွဲခြားဆက်ဆံတဲ့မူဝါဒနဲ့လုံရအများစုကိုပြောင်းလဲနိုင်ပါတယ်ပြန်လည်ပြုပြင်အစီအစဉ်တွေကိုရှေ့ဆက်လှုပ်ဆောင်နိုင်ပါတယ် ရိုဟင်ဂျာတွေဟာဒန်းတူအခွင့်အရေးနဲ့ဒန်းတူနိုင်ငံသားအဖြစ်ရခိုင်လူ့အဖွဲ့အစည်းရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာဖို့အတွက်ရခိုင်ပြည်နယ်မှာရှိတဲ့သက်ဆိုင်တဲ့တိုင်းရင်းသားအဖွဲ့တွေအပါအဝင်ပြည်ထနာတွေကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြည့်ရှင်းဖို့လိုအပ်ပါတယ်။ဒါတွေဖြစ်ဖို့အတွက်ဘေကင်းလုံခြုံပြီးရေရှည်တည်တံ့တဲ့ပြည်လဲပို့ဆောင်မှုဟာသူတို့အခွင့်အရေးနဲ့ဂုဏ်သိက္ခာရှိတဲ့ပြည်လဲပေါင်းစည်းခြင်းဖြစ်စေကိုဦးတည်စေရမယ်။ဘင်္ဂလားဒေ့ရှ်ဟာဖိနှိပ်ခံရတဲ့ရိုဟင်ဂျာတွေပြီးရင် ဒုတိယမြောက်တားကောင်အနေနဲ့ဒီအရေးခင်းတဲ့ကိုရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့လည်းရိုဟင်ဂျာအရေးခင်းဟာမြန်မာနဲ့နှစ်နိုင်ငံကြားကိစ္စမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့သတိရရပါမယ်။ဘင်္ဂလားဒေ့ရှ်ဟာတာဝန်ယူမှုရှိတဲ့အင်းနီချင်းအနေနဲ့နိုင်ငံတကာအတိုင်းအဝန်းရဲ့ကရီကဝတ်ပြုထားတဲ့အဖွဲ့ဝင်တဦးအနေနဲ့လှုပ်တင်လှုပ်ထိုက်တဲ့တာဝန်ကိုဖြည့်ဆည်းပေးနေပါတယ်။ဒါပေမဲ့စကန်တွေမှာအနည်းဆုံးလူနေမှုအဆင့်တန်းကိုထိန်းသိမ်းထားဖို့ဆိုတဲ့ကျွန်တော်တို့ရဲ့စူပေါင်းညီမချက်ဟာရန်ကုန်ွေအကြအတဲကြောင့်ပြိုလဲသွားမဲ့အခြေအနေရင်ဆိုင်နေရပါတယ်။ ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် World Food Program က၎င်းရဲ့အရေးပေါ်တုံ့ပြန်မှုအတွက်အရေးပါတဲ့ရန်ကုန်ငွေလိုအပ်ချက်ရှိနေကြောင်းသတိပေးထားပါတယ်။အရေးပေါ်ရန်ကုန်ငွေအတင်များမရရှိပါကလစဉ်ရိက္ခာကိုတဦးလျင် American Dollar 6ဒေါ်လာဆိုတဲ့နေပါတဲ့ပမာဏအထိထက်ဝက်လျှော့ချရပြီးဒါဟာရိုဟင်ဂျာတွေကိုပုံမငတ်မမှုတဲ့တွန်းပို့ကအာဟာရချွတ်တဲ့မှုကိုပိုဆိုးစေမယ်။အနေရရှိတဲ့နီလန်းတွေကိုအားကိုးလာစေဖို့တွန်းအားပေးပါလိမ့်မယ်။နောက်ထပ်ဖြစ်တော့မှုတွေဟာ စကမ်းများရဲ့နေနမိတ်ကိုကြော်လွန်ပြီးကာကွယ်မှုနဲ့လုံခြုံရေးဆိုင်ရာအန်ရီတွေကိုပုံမပြစ်ထန်စေမှာတန်တရားဖြစ်စရာမရှိပါ။ဒါကြောင့်ကျွန်ုပ်အနေနဲ့လက်ရှိအလူရှင်များကိုပုံမပန်ပိုးကူညီပေးရတဲ့အလူရှင်ဖြစ်လာနိုင်သူတွေကိုလည်းဒီလိုမျိုးဘေးဆိုးကြောက်ရွံ့မဲ့အခြေအနေကိုကာကွယ်ရန်အတွက်ရရောစွာပန်ပိုးကြီးညာပေးဖို့တောင်းဆိုပါရယ်။နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက်ရပုံငွေအစ်စ်တွေထက်ကြော်လွန်ပြီးအပြုသဘောပြောင်းလဲမှုတွေနဲ့ နိုင်ငံရေးအရာချက်ချင်းအပြည့်ရှာဖို့မြမကိုဖိအားပေးရပါမယ်။ဒါမှမဟုတ်အချုပ်အခြာအာဏာကိုင်ထားတာမဟုတ်တဲ့အဖွဲ့တွေကိုလည်းဖိအားပေးရမယ်။အိနီချင်းနိုင်ငံတွေကလည်းသူတို့ရဲ့တာဝန်ဝတ္တရားများကိုထမ်းဆောင်ရပါမယ်။နိုင်ငံတကာအတိုင်းအဝိုင်းကစုပေါင်းသဘောတူထားတဲ့ရခိုင်ပြည်နယ်တည်ငြိမ်ရေးအတွက်လိုအပ်တဲ့အကူအညီသို့မဟုတ်ပံ့ပိုးမှုမန္တမြကိုဘင်္ဂလားဒေ့ရှ်ကဆက်လက်ပေးအပ်သွားမှာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ကမျှော်လင့်တာကတော့လာမယ့်စက်တင်ဘာလ30ရက်နေ့မှာကျင်းပမယ့်အဆင့်မြင့်ညီလာခံဟာ ရိုဟင်ဂျာတွေအတွက်အရင်းမြစ်မျိုးစုံကနောက်ထပ်ရန်ပုံငွေရရှိရေးကိုထိတ်တန့်ဦးစားပေးမှုနဲ့အတူခိုင်မာတဲ့နိုင်ငံတကာထောက်ခံမှုကိုဆောင်ရွက်စီမှာဖြစ်ပါတယ်။ကမ္ဘာလုံးဆိုင်ရာဆုံးဖြတ်ချက်ကိုတွန်းအားပေးလှုံ့ဆော်စီမှာဖြစ်ပါတယ်။တချိန်တည်းမှာပဲရိုဟင်ဂျာအရေးကြီးအတွက် ရေရှည်ဖြည့်ရှင်းချက်ကိုဦးတည်တဲ့ကမ္ဘာအသီးအမတ်ပြုလမ်းပြမြေပုံရဲ့တစ်စီးတစ်ပိုင်းအဖြစ်သတ်မှတ်ချင်ရှိတဲ့အဖြစ်ထွက်မဲ့လုပ်ငန်းစဉ်တစ်ခုကိုသဘောတူညီရပါမယ်။ဒီတဲ့ရင်ရပြည်သူတို့အမှလည်းအခုလိုပြောဆိုထားပါတယ်။ အာနာယူစောက်ပိုးရီတူတလူငါတမင်းထီးပြိုင်နန်းပြိုင်လုတ်ကြတဲ့ရလက်ကဘာလဲဆိုရင်နွားချီယာခွက်သေးကဖားတငယ်တွေ Confederate Bottom Up ဘိုးအစိုးရမရှိရေးယူထမှုရဲ့အကျိုးဆက်ကမလာအတွက်နိုင်ငံရေးအာဏာမှုဖြစ်စီတာပဲဆိုပြီးအေးအနေနဲ့ရခိုင်ပြည်နယ်လွတ်မြောက်ရေးအ мян ကြိုးစားဖို့တိုက်တွန်းသွားပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတော့ကတော့တရုတ်နဲ့ရုရှားတို့ရဲ့လျှို့ဝှက်တည်င်းပေါက်ကြားလာကြောင်းတင်ဆက်ပေးပါမယ်။ အကျင့်ရုပ်တဲ့တရုတ်ကထိုင်ဝမ်နဲ့ဖိလစ်ပိုင်အပါအဝင်ဒေတာရင်းကကျွန်းနိုင်ငံငယ်တချို့ကိုပါတိမ့်မဲ့အစီအစဉ်အတွက်ဆောင်းမျက်နှာပေါင်း800ရှိတဲ့လျှို့ဝှက်ချက်ယမနေ့စက်တင်ဘာလ26ရက်နေ့ကတောက်ကြနေမှာပေါက်ကြလာပါတယ်2029ခုနှစ်အတွင်းထိုင်ဝမ်ကိုတိမ့်ဖို့အသင့်ပြင်ဆင်ထားရန်ရှိချင်းဖြစ်ကသူ့ရဲ့တက်တွေကိုအမိတ်ပေးထားပြီးဖြစ်ကြောင်းပူတင်ကလေရင်ပြည်လန့်တွေဖြစ်စည်းခံရနိုင်တာကြောင့်ရေချောင်းနဲ့ကုန်းချောင်းကန့်တက်တက်တို့ကိုအတိကထားဖို့အကြံပေးရှိချင်းဖြစ်ကလက်ခံ။ တရုတ်ကထိုင်ဝမ်နဲ့ဖိလစ်ပိုင်အပါအဝင်ဒေသရင်းကကျွန်းနိုင်ငံတွေတချို့ကိုတိုက်ခိုက်သိမ်းပိုက်ဖို့အရေးရုရှားကလေကြောင်းနဲ့စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ပေးပြီးလိုအပ်တဲ့တင်နေပေးမယ်။ Gas ၊ရှင်နံနဲ့လိုအပ်တဲ့စွမ်းအင်တွေကိုရုရှားကတရုတ်ကိုထောက်ပံ့ပေးမယ်။တရုတ်ကထိုင်ဝမ်ကိုသိမ်းမယ်ဆိုတာတော်တော်များများကသိကြပြီးခံမှန်းကြပြီးဖြစ်ပေမဲ့ဒီလိုအသေးစိတ်အကြောင်းအရာတွေကိုမင်းအွန်လိုင်းငတုံးအပါအဝင်မြန်မာနိုင်ငံရေးသမားတော်လိုင်းအင်အားစုတွေကမသိကြသေးပါဘူး။ဒီကိစ္စဟာအရေးကြီးပါတယ်။ ျွန်တော်တို့ဘက်ကအရှိန်မြင့်မှရပါတော့မယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြက်ဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသည့်ကိုချိန်တိုရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ